Hello bro အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Mr. Kan ပါဒီနေ့မှာတော့ကျွန်တော်က Blow Fruit ထဲမှာ Barrier Fruit သို့မဟုတ် Creation Fruit လို့ခေါ်တဲ့အာဒီ fruit ကို စားကြည့်မှာဖြစ်ပါတယ်အာကျွန်တော်မနေ့ကတော့ eagle fruit ကို စားထားတယ်ဗောနော်အာဒီနေ့ကတော့ကျွန်တော် creation fruit ကိုစားကြည့်မှာပါအာဒီကောင်က barrier နေပြီးတော့ reward ပြန်လှုပ်ထားရတယ်ထင်တယ်အာပုံစံကတော့တော်တော်လေးကိုပြောင်းလဲသွားတယ်ဗောနော်မိုက်မဲ့ပုံစံကြီးဗျာကြည့်ရတာတော့အာသူများတွေတုံးတာလည်းကျွန်တော်တွေ့တယ်ဗောနော် အဲ့ရဖရူရဲ့ဒီ animation ကစာမိုက်တယ်ဗျာဒီအတုံးလေးတွေဘေးကိုပြုတ်ကျသွားပြီးတော့ပြန်လာကတ်တာလို့ပါလို့သိရမလားအဲ့ဒါလေးကတော်တော်လေးမိုက်တယ်အမ်တော်တော်မိုက်တယ်ဗျာအဲ့ animation လေးက okay ကျွန်တော်ဒီကောင်ကိုစားလိုက်မယ် okay အခုဆိုရင်တော့ကျွန်တော် creation fruit ကိုစားလိုက်ပြီပေါ့နော်အာကျော် level ကတော့တခုပဲလိုတာဗျာအဲ့ဒါကတော့နည်းနည်းလေးဖမ်းလိုက်ရင်ရတယ်ဆိုတော့တိတ်ပြီးတော့မကြောက်ဘူး okay let's go finally ကျွန်တော်တို့ဒီ v scale ကိုရသွားပြီပဲဖြစ်ပါတယ်အာဒီ scale ရဲ့နာမည်ကတော့ magic cd ပေါ့เนาะကျွန်တော်တို့အဲ့ဒီဟာတွေကိုစမ်းပြီးတော့တုံးကြည့်ကြမယ်ဗျာဒီ scales တွေအကုန်လုံးအာရဒါကြီးက m1 လားမသိဘူးဟုတ်တယ်နဲ့ထင်တယ် m1 ကတော့ကျွန်တော်တို့ဒီ okay လို့မျိုးပေါ့เนาะနံရံတစ်ခုနဲ့ဗျာအာကာပလိုက်တဲ့ပုံစံမျိုးအဲ့ဒါကြီးကတော်တော်မိုက်တယ်ဗျာ အစကတော့သူကအမ်မွန်းနေပါလိမ့်မပါဘူးဗျာပြီးတော့ animation တွေကလည်းဒီလောက်ကြီးမမိုက်ဘူးပေါ့နော်အခုကတော့တော်တော်လေးကိုမိုက်သွားလို့ပြောလို့ရတယ်ဒီမှာ npc ကိုတောက်လျှောက်အဲ့လိုမျိုးတွန်းလို့ရတယ်ဗျာကျွန်တော်တို့နန်ရန်ကြီးနဲ့အာဝေါ်ကြီးနဲ့ပေါ့နော်ကျွန်တော်တို့တွန်းလို့ရတယ်အဲ့ဒါကြီးကတော်တော်မိုက်တယ်လုံးဝအမ်မွန်းနေနေတော်တော်ကြီးကိုလမ်းဝါးပြီလို့ပြောလို့ရတယ်ပေါ့နော် okay အာကျွန်တော်တို့တခြား skills တွေလည်းစမ်းပြီးတော့တုံးကြည့်ကြမယ်ပေါ့နော်အာကျွန်တော် level ကတော့ဒီမှာအသီးက100ကျော်နေပြီဗျာ အာ damage ကလည်းသူ့အနေသူရှိရလို့ပြောလို့ရတယ်အာဒါပါလေဒါ zest key ပေါ့နော်ဒီကောင်ကကျတော့အမြောက်လိုမျိုးဗျအမြောက်လိုမျိုးပြစ်တာပေါ့နော်အော်ကြောကိုကိုကိုအမြောက်တဲကိုထည့်ပြီးတော့ပြေးပြီးတော့ပြေးပြီးတော့ကျုံလိုက်တဲ့ပုံစံမျိုးပေါ့နော်အဲအဲ့လိုပဲပြောရမှာပဲโอเคနောက်တစ်ခုနောက်တစ်ခုကကြတော့အာယောမိုက်တယ်ယောဒါကကြတော့အာ enemy ကိုကင်ထားလို့ရတယ်ပေါ့နော်အဲ့ဒါကြီးကတော်တော်မိုက်တယ်အာလက်လိုမျိုးဟာကြီးတစ်ခုနဲ့ကျွန်တော်တို့ကင်ထားတာဗျာမြေကြီးနဲ့လည်းရိုက်ချလို့ရတယ် အာအဲ့ဒါကြီးကတော့တော်တော်မိုက်တယ်ဒီ ZK ကတော့အမြောက်ပေါ့နော်အမြောက်သေးကိုကိုကိုပါကိုဝင်ပြီးတော့ဗျာပြစ်လိုက်တဲ့ပုံစံမျိုးပေါ့မစိုးဘူးလို့ပြောလို့ရတယ်ဗျာဒီလက် HK ကလည်းမိုက်တယ် HK ကလည်းတော်တော်လေးမိုက်တယ် OK ကျွန်တော် CK ကိုဆန်းပြီးတော့တုံးကြည့်အောင် CK ကကျတော့ source box တွေအဲ့ရဒါကြီးက domain နဲ့တော့တူတယ် domain နဲ့ကိုခေါ်ပြီးတော့ဘေးကနေပြီးတော့ဓာတ်တွေနဲ့ဝိုင်းထိုးတဲ့အထာကြီး ဒီ swap box ဆိုရဲ scale ကတော့တော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်ဗျာကျွန်တော်တို့လုံးဝ domain နဲ့တူတယ်ဗောနော်ဂျူဂျေစုခိုင်စံနဲ့က domain ပုံစံမျိုးနဲ့တူတယ်ဗျာကျွန်တော်တို့အဲ့လိုအာအတုံးကြီးတုံးနဲ့ကိုထည့်ပြီးတော့ဘေးကနေဓာတ်တွေနဲ့ထိုးတာဗောနော်အဲ့ဒါကြီးကမိုက်တယ်လို့ပြောလို့ရတယ်အာပြီးတော့နောက်ဆုံးတစ်ခုကတော့ magic city အဲ့ဒါကတော့ပြီးမှပဲတုံးကြည့်ကြမယ်အာလောလောဆယ်ကျွန်တော်တို့ဒီအရလေးတွေကိုအရင်စမ်းပြီးတော့တုံးကြည့်နေတာဗောနော် Okay ဒီဟာတွေကတော့အကုန်လုံး file ပါတယ်ကျွန်တော်ပြောရမယ်ဆိုရင်တော့ဒီကောင်ကအစအထက်တော်တော်လေးကိုပြောင်းလဲသွားတယ်။အာပြီးတော့ animation နဲ့တော်တော်ကြီးမိုက်ပါတယ်။အဲဒီ leg ကြီးကိုတော့ပို့ပြီးတော့ကြိုက်တယ်ဒီကောင်ကြီးကညှစ်ထားလို့ရတယ်ကိုယ့်ရဲ့ enemy ကိုပေါ့နော်။အာပြီးတော့မြေကြီးမှာရိုက်ချလို့ရတယ်ဗျာအဲ့ဒါကြီးကတော်တော်မိုက်တယ်။ဒါမဲ့အိမ်ကောင်းမှရမယ်နေရမယ်လို့တော့ထင်တယ်ပေါ့နော်အိမ်တွေပါဒီကောင်းမှရမယ်လို့ထင်တယ်။ဘာလို့လို့နဲ့ fruit တော်မှကျွန်တော် level 151ကိုရောက်သွားပြီပေါ့နော်။အာမစိုးဘူးလို့ပြောလို့ရတယ်ဘယ်သူလဲဟာ။ အော်ဒီတော်ဒီအတူပါသူထွက်သွားလို့အာကျွန်တော် Magic City ဆိုရယ်ဒီ scales ကိုတုံးကြည့်ကြမယ်ဒီကောင်ကတော့ V scale ပေါ့နော်အိုးရဒါကြီးကလုံးဝဗျာအာမျိုးတစ်ခုစာလောက်ရှိတဲ့အတုံးတွေပေါ်လာတာပေါ့နော်ဒါကလုံးဝအာ City တစ်ခုနဲ့တူတယ်ဗျာပုံစံအာတော်တော်လေးလေးကြီးတယ် range ကလည်းတော်တော်ကျယ်တယ်ဗျာ share ပဲ nice တော်တော်ကြီးကိုပြောင်းလဲသွားတာပဲဗျာကြည့်ရတာတော်တော်ကြီးကိုပြောင်းလဲသွားတယ်ဒီဒါကတော့ F F scale ပေါ့เนาะကျွန်တော် F scale ကတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲလှေကားနဲ့ပို့ပြီးတော့တူတယ်ဒီကောင်ကတော့တိတ်ပြီးတော့မပြောင်းလဲဘူးလို့ထင်တာပဲအာအရင်တော့ကလည်းကျွန်တော်တို့ barrier မှာအဲ့လိုမျိုး scale တခုပါတယ်လေဒါပေမဲ့ဒီကောင်ကတော့ပို့ပြီးတော့ animation တွေပါတယ်ဗျာပို့ပြီးတော့မိုက်သွားတာပေါ့အာဒါကပါလေနောက်တစ်ခါနှိပ်လိုက်တော့ကျွန်တော်တို့ဒီမှာအုတ်ထုတ်လေးပါပေါ်လာတယ်ပေါ့เนาะဒါကပြောရမယ်ဆိုဘာနဲ့တူလဲဆိုတော့အာကျွန်တော်တို့ phone တွေ barrier ပြောင်းလိုက်တဲ့ပုံစံမျိုးနဲ့တောင်တူတယ်ဗျာဟုတ်မဟုတ်တော့ကျွန်တော်လည်းသေချာမသိဘူး အာအပေါ်မှာဒီမှာဘေးမီတာဆိုပြီးတော့လေ तू က energy ဘားလေးတစ်ခုပါတယ်ပေါ့နော် okay ကျွန်တော်တို့မှဒါလေးနဲ့အိမ်ဆောက်လိုက်အောင်မယ်ဗျာကျွန်တော်အိမ်ဆောက်နေတဲ့ချိန်မှာ brother တို့တစ်ခုပြောပြမယ် brother တို့ robot လိုချင်လားဒါမှမဟုတ်ရင် game pass လိုချင်လားဒါဆိုရင်တော့စိတ်မပူပါနဲ့အားမေ show မှာရရှိနိုင်ပါတယ်အားမေမှာဆိုလို့ရှိရင် gift လို့ရတဲ့ game pass တိုင်းကိုအတန်ဆုံးဈေးနှုန်းအနေနဲ့ရရှိနိုင်မှာပဲဖြစ်ပါတယ်ပြီးတော့ robot ဈေးနှုန်းအနေနဲ့ဆိုရင်လေ1 robot ကို25ကျပ်ပဲကြာမှာဆိုတော့အရန်ကိုတန်နေပါပြီ ပတ်စဉ် gateway အကျန်းစားကြီးတွေပေးနေပြီးတော့အခုဆိုရင်လည်း Dogon Permanent gateway ပေးဖို့အတွက်ရှိပါတယ်အဲ့ဒါကြောင့်အားမေရဲ့ဒီ Telegram channel လေးကိုလည်း join ပြအောင် join လာကြဖို့အတွက်ပြောချင်ပါတယ်။ဘာဖြစ်ဖြစ်ဘရာသားတို့မဝယ်ပြင်အောင်မှာပါဝင်ကန်ဆန်းလို့လည်းရတာပေါ့ဗျာ။ โอเคကိုလိုကျော် creation flu ရဲ့ဒီ scales တွေတော်တော်များများကိုတော့စမ်းပြီးတော့တုံးကြည့်ပြီးွားပြီပေါ့เนาะကျွန်တော်ကဒီ magic city ဆိုတဲ့ဟာကြီးကိုကြိုက်တယ်ပြီးတော့ဒီအဲ8 scale ပေါ့เนาะကျွန်တော်လက်ကြီးနဲ့ဗျာ enemy ကိုကင်ပြီးတော့အောက်နဲ့ရိုက်ချတဲ့ဟာပေါ့เนาะအဲ့ဒီဟာကိုလည်းကျွန်တော်ကြိုက်တယ်ပေါ့เนาะโอเคအာပြီးတော့ဒီဟာလည်းမိုက်ပါတယ်ဒီ f scale ကလည်းမိုက်ပါတယ်သူ့ဟာနဲ့သူတော့အာပြေးတာတွေပါတယ်မှာလှုပ်လို့ကောင်းမယ်နဲ့ထင်တယ်โอเคဒီက npc တွေကိုကျွန်တော်တို့ domain နဲ့ domain နဲ့တီးပေးလိုက်မယ် ရော့အမ်ကျော် DI ရဲ့တော်တော်မိုက်နေဗျာလုံးဝ animation နေရာစပြောင်းသွားတာ။ Okay ကျွန်တော်တို့အတိုက်ပွဲလေးပါလီလုံးကြရအောင်။ Okay ကျွန်တို့တိုက်ပွဲလေးပါလီလုံးမယ်ဆိုတော့ C2 ကိုပြန်ပြီးတော့လာလိုက်တယ်ဗောနော်ဒီမှာချမဲ့ကောင်တွေပို့ပြီးတော့များလောက်တယ်ဗျာ။အာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ C2 မှာပဲဒီ creation fruit နဲ့လိုက်ပြီးတော့ကျုံးကြည့်မယ်။အားရဒီမှာတကောင်တွေ့ပြီ။ပြောတော့ဆိုတော့ပြောတော့ဆိုတော့တွေ့ပြီးရောက်ပြီပြောရင်းဆိုရင်နဲ့တွေ့ပြီးកောင်းလေးစိတ်မကောင်းရော့အမဒိုမိန်ဒိုမိန်နဲ့ကိုခေါ်ပြီးတော့တီးပြီးမှာ အားရမထီဘူးလားဒီကောင်က PVP ပိတ်ထားရလားမသိပါဘူးဝါချလို့လည်းမရဘူးဒါမှမဟုတ်ရှော့ထားရနေထင်တယ် Okay တခြားကောင်တွေတော့ရှိမှာအားရဟိုမမငါလိုပဲရောင်ဒီကောင်ကငါနဲ့တူရအောင် Okay ဒီကောင်နဲ့ကျုံးကြည့်ရမယ်ရရကျန်းလာကြီးလားရရကျန်းလာကြီးလားဘာမှတော့မလုပ်ရသေးဘူးရောင်ဘာမှတော့မလုပ်ရသေးဘူးလေဘာမှတော့မလုပ်ရသေးဘူးကအေးဒီကောင်ကပို့ပြီးတော့ကျန်းနေရနော်တုံးတာကြာပြီလားမသိဘူးရောင်ကွန်ဘိုတွေပါငါ့ကိုကျုံးနေတာဟာကွာပဲ ကွာမယ်အချီနေရတိတ်ပြီးတော့မကောင်းတော့သွေးအတဝက်လောက်ကိုင်းသွားတယ်ဗောနော်အားရဘာကြီးတော့ဘာကွက်တွေတော့ဘာကွက်တွေထုတ်နေရတယ်ဘာကောင်ကြီးလည်းမသိဘူးရောတော်တော်ကျန်းနေရငါသွေးကိုင်းနေပြီရှော့အမဒိုမင်းရှော့အမဒါနဲ့ဝိုင်းထိုးပေးမယ်ရှော့ရှော့ရှော့အမဟေးငါ့ကိုညှစ်ထားတာရောက်အာတော်ပြီတော်ပြီငါရှော့တော့မှာပဲအားရကိုဘိုးတွေဟာ မြောင်မြောင်ဒီကောင်တော်တော်ကြီးကျန်းနေဗျာကျော်ကြားထဲမှာလေတောက်လျှောက်ကြီးကျောင်းနေတာရှုံးနေတယ်ဗောနောတောက်လျှောက်ကိုအာကျော်အိုက်အကက်တွေကိုဖြတ်ထားတာဗျာအာဗီဒီယိုအရန်ရှေ့သွားမှာဆိုလို့ဗောနောအဓိက creation flow ကိုစားပြကျင်တာဆိုတော့ငေါတီးနေပြီရောက်တီးနေပြီဟာဒီကောင်တွေကဘာလဲကွာတော်တော်ကျန်းနေရောက်မင်းတို့မင်းတို့ကမဟုတ်တော့ဘူးဒီကောင်ဘတ်စကေးကြီးတွေဘတ်စကေးတွေတုံးတာလည်းမသိဘူးရောက်ဘာဖလူလည်းမသိဘူးတော်ပြီငါရှော့တော့မယ်ရှော့တော့မယ်ငါရှော့တော့မယ်အခြေအနေကမကောင်းတော့ဘူးပြေးမရမယ်ပြေးမရမယ် အာဒီ creation flu ကပြောရမယ်ဆိုရင်ပြေးလို့ကတော့တော်တော်လေးကောင်းတယ်ဗျာဘာလို့လဲဆိုတော့အဲ့လိုလေကားလိုမျိုးလှုပ်ပြီးတော့ပြေးရတာဆိုတော့တော်တော်မိုက်တယ်အားရောငါ့ကိုဆိုးဂစ်တာနဲ့ပါလှမ်းပြီးတော့ပြစ်တာ တော့တော်တော်တင်းနေရတယ်ထင်တယ်ဒီကောင်လေးအားရောဘလို့ဘလို့တော့ရောက်လာဘလို့တော့ရောက်လာလဲတွားပြီးတွားပြီးတွားပြီးဟိုတော်သေးတယ်တော်သေးတယ်တော်သေးတယ်ရောက်ရင်သွေးတစ်ဆက်သွေးတစ်ဆက်နဲ့လွတ်လာတာဘယ်ရောက်ပါလိမ့်လဲအားရောအဲ့ဒါ gravity အစွမ်းလားမသိဘူးရောတော်တော်ကျန်းနေရော gravity flu ကတော့ကျွန်တော်မှလည်းမရှိတော့ကျွန်တော်မစားကြည့်ရသေးဘူးပေါ့နော်အာယော what the hell ဒီကောင်လေးကကြမ်းကိုကြမ်းလုံးပါဗျာကျွန်တော်တခါမှမနိုင်ဘူးပေါ့နော်ကျွန်တော်ဓာတ်လျှောက်ချားထဲမှာချားတဲ့အကက်တွေလည်းရှိရဗျာအဲ့ဒါတွေလည်းကျွန်တော်ဖြတ်ထားလိုက်တာပေါ့နော်အာတခါမှမနိုင်ဘူး okay အာကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ဒီနေ့ကတော့ကျွန်တော်အရှုံးနေထဲမှာလဲပြိုရင်းနေဖြစ်ကုန်တယ်ပေါ့နော် okay ဗီဒီယိုလေးကိုကြိုက်နေတဲ့ရင်လည်းကျွန်တော် channel လေးကို subscribe လုပ်ဖို့တော့မမေ့ကြပါနဲ့အာကျွန်တော်နောက်ထပ်ဗီဒီယိုအစ်စ်မှာပြန်ပြီးတော့တွေ့ကြပါမယ်